မကြီးငငယ်တော့ကတော့ဟိုခင်တီရာထွန်ပေါ့ခင်တီရာထွန်ခစ်စားတယ်ဆိုတော့ကို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 နာမည်တော့ခင်တီရာထွန်ပေါ့နော်အဲ့လိုမျိုးကိုသူကောင်ကျောင်းမှာဆိုယောက်ျားလေးဆိုငါခင်တီရာထွန်လို့ခေါ်တော့ပေါ့အဲ့လိုမျိုးခင်တီရာထွန်ယူယူတာပေါ့နော်ခင်တီရာထွန်နာမည်ကခင်တီရာအဲ့ကြောင့်ခင်စားဝင်ဖြစ်သွားလေခင်ဆိုတဲ့နေဆိုပြီးတော့မကြီးကြိုက်တဲ့မင်းသမီးတွေမှာခင်တန်းနုလည်းပါလေခင်တန်းနုဆိုတော့ခင်ဆိုတဲ့စလုံးကိုကြိုက်တယ်အဲမမတန်းကိုမာကြီးဟိုခဏခဏလိမ့်ဘူးတယ်ပေါ့လိမ့်ဘူးတယ်နောက်မမတန်းက သူပြောသူကခင်ဗျာထွန်းနဲ့တူတဲ့လူတွေပေါ့နော်အများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးခင်ဗျာထွန်းပုံတရံနဲ့တူတယ်လို့ပြောနေကြတဲ့လူတွေအများကြီးရှိတယ်တဲ့ဒါပေမဲ့တဲ့ဟိုတန်းကြည့်ရတဲ့လောက်ကတော့တဲ့သူကမမတန်သူကိုယ်သူတန်းလို့ပြောတာတန်းကြည့်ရတဲ့လောက်ကတော့တဲ့ sister နဲ့တန်းနဲ့ပဲတူတာတခြားလူတွေနဲ့မတူဘူးတဲ့အော်ခင်ဗျာထွန်းနဲ့မိုင်းနဲ့တူတယ်ပေါ့နော်သူအဲ့လိုတော့မှတ်ချက်ချပဲထင်းအောင်ထင်းမှားပါတကယ်တော့လည်းမတူပါဘူး အေးအငိမ့်မင်းသမီးတွေဘာတွေမာကြီးတိတ်မသိပါဘူးမာကြီးငငယ်တုန်းကတော့ဟိုခင်တီရာထွန်ပေါ့ခင်တီရာထွန်ခစ်စားတယ်ဆိုတော့ကို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 နာမည်တော့ခင်တီရာထွန်ပေါ့နော်အဲ့လိုမျိုးကိုသူကောင်ကျောင်းမှာဆိုယောက်ျားလေးဆိုငါခင်တီရာထွန်လို့ခေါ်တော့ပေါ့အဲ့လိုမျိုးခင်တီရာထွန်ယူယူတာပေါ့နော်ခင်တီရာထွန်နာမည်ကခင်တီရာအဲ့ကြောင့်မခင်စားဝင်ဖြစ်သွားလေခင်ဆိုတဲ့နေဆိုပြီးတော့မာကြီးကြိုက်တဲ့မင်းသမီးတွေမှာခင်တန်းနုလည်းပါလေခင်တန်းနုဆိုတော့ခင်ဆိုတဲ့စလုံးကိုကြိုက်တယ်အဲမမတန်းကိုမာကြီးဟို ခဏခဏလိမ့်ဘူးတယ်ပေါ့လိမ့်ဘူးတယ်နောက်မမတန်းကသူပြောသူကခင်ဒီယာထွန်းနဲ့တူတဲ့လူတွေပေါ့နော်အများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးခင်ဒီယာထွန်းပုံတရံနဲ့တူတယ်လို့ပြောနေကြတဲ့လူတွေအများကြီးရှိတယ်တဲ့ဒါပေမဲ့တဲ့ဟိုတန်းကြည့်ရတဲ့လောက်ကတော့တဲ့သူကမမတန်းသူကိုယ်သူတန်းလို့ပြောတာတန်းကြည့်ရတဲ့လောက်ကတော့တဲ့ sister နဲ့တန်းနဲ့ပဲတူတာတခြားလူတွေနဲ့မတူဘူးတဲ့ဟောခင်ဒီယာထွန်းနဲ့မိုင်းနဲ့တူတယ်ပေါ့နော်သူအဲ့လိုတော့မှတ်ချက်ချပဲဟုတ် တော့ထင်အောင်ထင်မှားပါတကယ်တော့လည်းမတူပါဟုတ်အဲ့လိုတော့မပြောပါဘူးမပြောမမတန်စကားပြောလို့ရှိရင်နည်းနည်းချွဲတယ်လေချွဲချွဲတယ်ဆိုတော့အရင်တော့ကဟိုဗလဲဆိုဒရစ်စတာဖ်ဆိုရဲရုပ်ရှင်ပေါ့သူကြောင့်အဲဤရောက်အခြေခေါ်တူတယ်ရုပ်ရှင်လားမသိဘူးဥကျော်ဟင်းနဲ့မမတန်နဲ့အဲ့ချိန်မှာမမတန်အင်းကြီးလက်ပြက်ကလေးနဲ့ထမိန်ကြီးလေးနဲ့ခါတယ်စုလီဖျားဘက်ကနေပြီးတော့ဒီဘက်အာ လွတ်လိုက်ကြောက်တိုင်ဘက်ကိုကူးတဲ့ချိန်မှာပသိမ့်တီးလေးနဲ့ခါတယ်ကူးတဲ့ဟာလေးလေးငွတ်တန်လေကိုလုံးအရန်လှာဆိုအဲ့ဒါလေးကိုကြည့်ပြီးတော့လေလှလိုက်တာလှလိုက်တာကိုအယူထားရပြင်မှာပသိမ့်တီးလေးလိုက်ဆောင်းသေးတာသိလားအဲ့ချိန်မှာလေယူနေလာပေါ့ကိုပြောတာပေါ့နော်ဆိုအဲ့အဲ့လောက်ထိယူခဲ့တာပေါ့နော်ဦးချဲတဲ့ဆိုချောင်းဆိုးတယ်ချောင်းဆိုးနေတော့မမမမို့ပေါ့မမို့လည်းမအေးကြိုက်တယ်ဘာကြောင့်ဆိုမအေးတို့မေကပ်ပညာသင်တဲ့ချိန်မှာ မိုင်းဆရာမိတ်ကဆန်နီယာမမွမြောင်လိမ့်နေတဲ့အချိန်ဆိုတော့မမွနဲ့တော့အများအတွေ့အထိရှိတယ်နောက်မိုင်းရိုက်ကူရေးပါညာလို့တော့လဲမမွကိုညီတော်မမွကရိုက်ပေးတယ်မိုင်းလိမ့်နာကိုမျက်လုံးလေးမှိတ်ပြီးတော့အလိမ့်ခံပြီးတော့မှန်အောင်မကြည့်ဘူးအဲ့ဒါမျိုးမိုင်းလိမ့်ငယ်မှုတဲ့နာမည်ကျော်တွေအနုပညာရှင်တွေပေါ့နော်နောက်မေဆွေတရားပေါ့မတ်ဆွေလည်းအဲ့လိုပဲသူက live show live show ၃ခုလောက်မိုင်းလိမ့်ပေးဘူးတယ်အဲ့မှာလည်း ိုမိုင်းလိမ့်ပြတာသူမျက်လုံးလေးမှိတ်ပြီးတော့ညင်ညင်လေးလိမ့်ခံပြီးမှန်းတာမကြည့်ဘူးအဝတ်စားလဲပြီးတော့သူမိုင်းလိုပုံမှာ confident ပေါ့လေရှေ့ကအာ artist တွေပါပေါ့ဟုတ်အော်မိုင်းရကြတော့ဟိုပထမဆုံးဆက်ဆက်ဆက်ချင်တော့ကဒီကဘာကျော် brand အနေနဲ့မိုင်းရဆက်တာပေါ့နော်ဆက်တဲ့ခါကျတော့နောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့ဒီဈေးတွေတက်လာပေါ့နော်ဒီဒေါ်လာဈေးတက်တာနဲ့ငွေလဲနှုန်းတွေကမြင့်လာတဲ့ခါကျတော့ ပစ္စည်းဆက်ဖို့ဆိုလို့ရှိရင်တစ်ခါတစ်ခါရင်းလိုက်လို့ရှိရင်တင်းကိုရာချီပြီးရင်းရပြီးလို့ရှိရင် ပြန်ရတဲ့ဘိုးရည်အတွက်လည်းပြန်ဖြတ်တဲ့ဟိုအခါမှာ အရင်ပြင်ပြမရအရင်ပြင်ပြမရတဲ့ခါကျတော့မရတဲ့ဒီလောက်ဖြစ်နေတယ်ဆိုရင်တော့ဒီလိုကလည်းဒီမျိုးထုံနိုင်လို့ရှိရင်တော့ပိုဆင်ပြေလိမ့်မယ်လို့မရစဉ်းစားတာပေါ့နော်ဆိုတဲ့ခါကျတော့နောက်ပိုင်းမှာတော့ဒီမကြီးရဲ့ဒီဆက်မိတ်ကက်ဆက်ပေါက်တာရောင်းပေးတဲ့လူတွေ မကြီးပစ္စည်းအတစ်ထွက်လို့ရှိရင် ရောင်းဖို့အတွက်ကိုမေးပြီးတော့အရှုံးခံပြီးတော့မကြီးတို့ကထုတ်ထုတ်နေတာပေါ့နော်ထုတ်နေတဲ့အခါကျတော့အခုပစ္စည်းထွက်ပြီဆိုတော့မကြီးအဲ့ဒီဟာလုံးဝနားပလိုက်ချင်တာပေါ့နားပလိုက်တယ်နောက်ပြီးတော့ဟို quality ထိန်းချင်တာလည်းပါပေါ့ဆိုတော့ပစ္စည်းဆက်ပြီဆိုလို့ရှိရင်လိုချင်တဲ့အရာအသွေးရဖို့တရမလားအခါကျလို့ရှိရင်ဒီကုန်ကျန်းရောရတဲ့ကုန်ကျန်းတွေရဲ့အခက်ခဲရှိတာပေါ့ဟိုဒီကုန်ကျန်းတွေရဲ့ ဈေးကြီးတာတွေနောက်ပြီးလို့ရှိရင်တစ်ခါလိုင်းအယောင်အတစ်မျိုးတစ်ခါလိုင်းအယောင်အတစ်မျိုးအယောင်တွေမမှန်တာတွေပါလေပေါ့အဲ့လိုမျိုးတွေဖြစ်တဲ့ခါကျတော့ IT ပေါ်မှာတော်တော်စိတ်ပြက်နေရပေါ့နော်ဆိုဆိုတော့ဘာဖြစ်ကိုယုံကြည်မှုနဲ့ချစ်ခင်အားပေးတဲ့သူတွေကိုထိခိုက်နစ်နာတာတွေမှာရမဖြစ်စေချင်ဘူးမဖြစ်စေချင်တဲ့အတွက်ဒီ stomach acid ပေါတာကိုနားပြီးတော့မှမကြီးတို့ထိုင်းရဲ့ FDA ရဲ့အပြည့်အဝရတာတယ်မြန်မာပြည်ရဲ့ FDA လည်းမကြီးတို့ရှောက်နေစေပေါ့နော်ဆိုတော့ ဘာဖြစ်ထိုင်း app တွေကြာတာပြီဆိုမြန်မာ app တွေရတော့ ASC ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုမကြီးကတရားဝင်ရောင်းချင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့မိုက်ဒီမိနစ်ပဲကြော်ညာလိုက်တာ